မင်္ဂလာပါတီချတီနာဖြစ်ပါတယ်တီချတီနေ့တင်ပါက Great Holmes ရဲ့ Chapter 6 Bonus session အပိုင်းလေးမှာတီချတင်နေတာနောက်ဆုံး exercise လေးရဲ့ number 4လေးပေါ့နော် rotation exercise အတွက် number 4လေးအတွက်မှာဖြစ်ပါတယ်အဲဆိုတော့ number 4လေးကိုကြည့်ရအောင်နော် ဲ့တော့ကျေတို့ number 4လေးမှာကသူပေးထားတာလေးကိုအရင်ဆုံးမှလောကလဲသူတွက်နီးတဲ့ရှေ့မှာကျေတို့ပြောခဲ့ပြီးသားဖြစ်တယ်နော်ရှေ့ရပတ်တရောအစလိုက်ကြည့်လာပြီးသားကလေးကတိပြီးသားဖြစ်ပြီဆိုတော့ step တစ်ခုချင်းစီသွားမှဆိုရင်အရင်ဆုံးမှလောက်ပေးရမလဲ compare လုပ်မယ်နော် comparing all corner session နဲ့ compare လုပ်မှဖြစ်တဲ့အတွက် a a square plus b x y plus c y square plus dx plus ey plus f equal to 0နဲ့နိုင်ရှင်ရင်တချို့ရဲ့ a လေးက16ဖြစ်မယ် b လေးက24 c လေးက9 d လေးက minus 130 e လေးက90 f လေးက0ပေါ့เนาะအဲ့ဆိုတော့တချို့ကဒါသူ့ရဲ့တန်ဖိုးလေးတွေရသွားပြီ ဒါဆိုရင်အရင်ဆုံးခွာနိုင်ရှင်မှာလဲဆိုတော့ b square 4ac နော် b square 4ac ကိုတွက်မယ်ဆိုတော့ equal to b square ဆိုတော့24 the whole square minus 4a လေးရ16 c လေးရ9ပေါ့နော်ဒါဆိုရင်တချို့အဖြေလေးရပါရသွားတယ် plus 5 7 6နဲ့ minus 7 5 7 6နဲ့ရတယ် equal to 0ပေါ့နော် ။ဒါဆိုရင်ချီရူရဲ့ပုံလေးဒီပါရာဘိုလာဖြစ်သွားပြီမို့လို့ therefore given equation နော် that given equation is parabola နော် parabola ဖြစ်သွားပြီဆိုရင် cot 2 theta နဲ့တွက်မယ်ဆိုရင်ဒါဆို cot 2 theta equal to ဒီပါလေ a minus c by b နော် a minus c by b ဆိုတဲ့အတွက် a minus c ဆိုတော့16 minus 9 by b ရ24ဆိုတော့16 minus 9ဆိုတော့7ကျမ်းပဲ by အောက်က24ပေါ့နော်။ဒါဆိုရင်ထုံးစံတိုင်းရှေ့မှာဒီစီရိုနှစ်ပုတ်တွက်ခဲ့ပြီးပြီဖြစ်တယ်ပေါ့နော်။7 by 24ဆိုတော့ဒီတန်ဖိုးလေးက acute angle မထွက်ဘူးဝင်ရိုးပုံမှာလည်းမရှိတဲ့အတွက်ဒါကဘာနဲ့တွက်မလဲဒီစီရို သူ့ကို trigo formula လေးတွေတုံးပြီးတွက်မှာဖြစ်တယ်အဲဆိုတော့အခုဒီချက်က cot 2 theta အတွက်ကို7.24လေးကိုဘာလုပ်လိုက်မလဲ triangle တခုမြင်လိုက်ပေါ့နော် right triangle တခုမြင်လိုက်ကျွန်တော် right triangle လေးတခုမြင်မယ်နော်အဲ right triangle လေးမှာသူ့ရဲ့အချိုးကိုယူမယ်ဆိုရင် cot ဖြစ်တဲ့အတွက်ဘာဖြစ်မှာလဲ cot က a by o ဖြစ်မှာပေါ့နော် tangent က o by a ဆိုတော့ cot က a by o a by o လို့ပြောတဲ့အတွက် a ဆိုတာကနီးစပ်အနားဖြစ်တယ်ဒါလေးကိုဒူးတီတာလို့မြင်မယ်ဆိုသူ့နဲ့ adjacent site က b မှာဆိုတော့ဒါလေးက7ဖြစ်ပြီး o ဆိုတော့ opposite site လေးက24ဖြစ်မယ်ဒါဆိုရင်သူ့ကနေရှာလိုက်ရင်ဒီကျွန်တော်ဒီတတိယအနားဒီနောက်မှခအနားနှစ်ထပ်ကကျန်အနားနှစ်ထပ်ပေါင်းခြင်းနဲ့ညီတယ်ဖြစ်တဲ့အတွက် square root of 7 square + 24 square ကိုနှိပ်လိုက်ရင်25ရမယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီကျွန်တော်ဒီကနေပြီးတော့ဘာရှာမှာလဲ cos 2 theta ကိုရှာမယ်နော် cos 2 theta ဆို cos ဆိုတော့အချိုးက a by h ဖြစ်တဲ့အတွက်7.25ရမှာပေါ့နော်အဲ့ဒါဆိုတော့ cos 2 theta cos 2 theta equal to ဒီဘာဖြစ်သွားမလဲ7.25ရမယ်နော်အရင်ကနေချလို့ formula ဥမာ cos 2 theta ရဲ့ formula ၃ခုဖြစ်တဲ့အတွက်ရှေ့တစ်ပုဒ်မှာပြောပြီးသွားရင်နော်၃ခုတည်းကကိုအဆင်ပြေတာ၃လို့ရတာဖြစ်တဲ့အတွက်တခြား cos ကိုအရင်ရှာမှာမို့လို့ cos squared theta minus 1ကိုသုံးမယ် formula ကเนาะ cos 2 theta equal to 2 cos squared theta minus 1ဆိုရင်ဒီစရုပ်ဓာတ်လေးက2 cos squared theta minus 1 equal to the 7 by 25ပေါ့เนาะအဲ့ဆိုတော့ minus 1ဟိုဘက်ပို့လိုက်ရင် plus 5ဖြစ်မယ် plus 1ဖြစ်မယ်เนาะ plus 1ဆိုတော့2 cos square theta equal to the 7 plus uh, 7.25 +1 ဖြစ်တဲ့အတွက်32.25ရမယ်နော်32.25ရမယ်2ကခြေလိုက်မှာဖြစ်တဲ့အတွက်ဘယ်လောက်ရသွားမလဲ16ရသွားမယ်အဲ့ဒါဆိုရင်ဒီချက်16.25ဖြစ်တဲ့အတွက်နော် cos theta ပဲလိုချင်ရင် square ဖြုတ်မှာဖြစ်တဲ့အတွက်4.25 5ရမှာပေါ့နော်4.5ရမယ် cos theta ရပြီဒါဆို cos theta ရရင်ဒီချက်နောက်ထပ် right triangle လေးတစ်ခုအနေနဲ့မြင်လိုက် theta ရမယ်ဒါလေးကို theta လို့မြင်မယ်ဆိုရင်ဒီချက်တော့ cos ဆိုတာကဘာလဲ cos ဆိုတာက a ဘိုင်း h ဖြစ်တဲ့အတွက် a က4ပေါ့နော် h က5ဖြစ်မယ်ဒါဆိုရင်တတိယအနားလိုချင်ရင် square root of 5 square တဲ့က4 square ကိုနှုတ်မှာဖြစ်တဲ့အတွက်လောက်ရသွားမလဲ3ရသွားမှာပေါ့နော်အဲ့ဆိုရင် sin ရသွားမယ်နော် sin သီတာဆိုရင် sin ကကြတော့ဘာဖြစ်မလဲ o by h ဆိုတဲ့အတွက်3 by 5ရမယ်နော်အဲ့ဆိုကျတော့4 by 5နဲ့3 by 5ဆိုပြီးတော့ sin theta cos theta တန်ဖိုးတွေရသွားပြီဖြစ်တယ်။ဒါဆိုရင်ဒီချက်ဒီကနေ degree သိချင်တယ်ဆိုရင်မလုပ်ရမလဲ။ cos inverse နဲ့နှိမ့် sin inverse နဲ့နှိမ့်ရတယ်နော်။ဆိုတော့ theta equal to 36.9 degree ရမယ်။အဲ့ဒါဆိုရင်ဒီချက်ကို xy ရှာလို့ရပြီဆိုတဲ့အတွက် formula ရေးမယ် x equal to x prime cos theta minus y prime sin theta ပြီးရင်နောက်တစ်ခုက y equal to d x prime sin theta plus y prime cos theta နော်ဆိုရင်တချို့ကဒီမှာခုနက nah? Nah, so cos theta ကဘယ်လောက်ရထားလဲ4/5 เนาะဆိုတော့4/5 x prime နဲ့3 by 5 y prime ရမယ်။တခါဒီဘက်က y ကကြတော့ sin ဆိုတော့3 by 5အရင်လာမှာပေါ့နော်။ဆိုတော့3 by 5 x prime plus 4 by 5 y prime ရမယ်။ နော်4 by 5 y bright ဒါဆိုရင်ဒီစရို x နဲ့ y ရပြီဆိုရင်သူ့ရဲ့ပုံစံဖြစ်တဲ့မူရင်း equation လေးမှာမလုပ်မလဲအစားတော့တွင်းမှာဖြစ်တယ်နော်ဒါဆိုရင်ဒီချက်တော့အရှိက complete tenth square ကိုပြင်မှာဖြစ်တဲ့အတွက်16က4လေးလီ16ဖြစ်တဲ့အတွက် 4s square လို့မြင်မယ်နောက်က 3s square လို့မြင်မှာဖြစ်တဲ့အတွက် 4x ပေါ့ရှိကနော် 4x နောက်က 3y ဖြစ်မယ်အလယ်လက္ခဏာ plus မလို့ plus ဆိုတော့ 3y not the whole square နောက်ကကြတော့ minus ဘာကိုပုံထုတ်မလဲဆိုတော့တချက်10ပုံထုတ်လိုက်မယ်နော်10ပုံထုတ်လိုက်ရင်10ဆိုတော့13 13x plus နောက်ကကြတော့ 9y ကျန်မယ် equal to 0ဒါဆိုတချက်အရှိကဒီ x လေးကို4နဲ့မြောက်ပြီးထည့်မှဖြစ်တဲ့အတွက်ရှေ့တစ်ခုက 16 by 5 x prime minus เนาะ minus 12 by 5 y prime ဖြစ်မယ်ပြီးရင် plus y ကိုက3နဲ့မြောက်မယ်เนาะဒါလေးကို3နဲ့မြောက်ပြီးထည့်မယ် 3y ဖြစ်တဲ့အတွက်ဆိုတော့ 3y ဖြစ်တဲ့အတွက်ဆိုတော့3 3 6ဆိုတော့9 by 5 x prime plus 12 by 5 y prime ဖြစ်မယ်အဲ့ဒါက the whole square เนาะ ပြီးရင် minus 10ကဒီတိုင်းထား 13x မို့လို့ရှေ့ကို13နဲ့ပါလို့မလဲမြောက်ပြီးထဲမှာဖြစ်တဲ့အတွက်73လေးလိဆိုတော့52ပေါ့နော်ဆိုတော့52 by 5 x prime minus ဆိုတော့73လိဆိုတော့39 39 by 5 wine brine နော်ဒါက x ထည့်ပြီးပြီ 13x ပေါ့နော်ပြီးရင် plus 9y ဆိုတော့ဒါလေးဟို9နဲ့မြောက်မှာဆိုတော့9 3 29ဆိုတော့27.5 x prime plus 9 ले 36 by 5 y prime ပေါ့နော်အဲ့ဒါ equal 0ဒါဆိုရင်အရှိကတချို့ဘာကြည့်လဲဆိုတော့ y ကြည့်မယ် x ကကျတော့552တယ်16နဲ့6ပေါင်းမှာဆိုတော့25/5ဆိုတော့5ကျန်မယ်ဆိုတော့5 x prime the whole square ဖြစ်မယ်ပြီးရင် minus ဒီအနောက်ထဲမှာက oh sorry เนาะတခြားတို့ဒီမှာ10ကအနှုတ်ထုတ်ထားတာဖြစ်တဲ့အတွက်ဒါလေးရပါဖြစ်ရမလဲ minus ဖြစ်ရမယ်เนาะ minus ဆိုတော့9ဝင်ရရှိမှာ minus မို့လို့တခြားတို့ဒါလေးရပါဖြစ်သွားမလဲ minus ဖြစ်မယ် ဒါလည်း minus ဖြစ်မှာပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဆိုအနောက်ကကြတော့မကြည်တော့ဘူးเนาะမကြည်ဘူးဆိုတော့ hh ချင်းရှင်းမယ်ဆိုတော့52တဲက28နှုတ်မှာဆိုတော့ဘယ်လောက်ကြမလဲ25ကြမယ်နော်25ဆို9525ဖြစ်တဲ့အတွက် minus 10 5 x prime ကျမှာပေါ့เนาะပြီးရင်39နဲ့36ကျတော့ပေါင်းမှာဖြစ်တဲ့အတွက်85เนาะ85ဖြစ်တဲ့အတွက်15ဖြစ်မှာပေါ့9နဲ့စားတော့ ဆိုတော့ minus 15 y prime เนาะ minus 15 y prime equal to 0ဒါဆိုရင်ဒီချက်တော့အရှိကဒီတစ်ခုလုံးကတချက်ကိုဘက်ကိုပို့မှာเนาะကိုဘက်ကိုပို့မှာဖြစ်တယ်ဆိုတော့10ဆိုတော့ဒီဘက်က99ရဲ့25ဆိုတော့25 x prime the whole square ပေါ့เนาะ Define x prime the whole square. Be a now ka jaro 50 x prime minus 150 y prime. Minus 50 x prime plus 150 y prime. Not no going point like B, equal to zero. ဒါဆိုရင်ဒီစရိုတာလေးကိုစားမယ်ဆိုတော့25နဲ့စားမှာဆိုတော့ x prime the whole square minus 25နှစ်လီနော်နှစ်လီပြီးရင်ဒါကျတော့25 6လီဖြစ်ပါတော့6လီ y prime equal to 0 ဒါဆိုရင်ဒီချက်ဒီကနေ x ကနှစ်ခုဖြစ်တဲ့အတွက်တော့ whole square ပြင်ရမှာမို့လို့ completing the square သုံးမှာဖြစ်တဲ့အတွက်ရှေ့က x prime the whole square minus 2x prime ဆိုတော့နောက်ကရနှစ်တက်လီဖြစ်တဲ့အတွက် plus 1 square ပေါင်းမယ်။ပြီးရင်ဒါလေးကဟိုဘက်ပို့မှာဆိုတော့ minus 7y prime ပြီးရင်ပေါင်းမှာ plus 1 square ပေါ့နော်။ဒါဆိုဒီဖက်လေးကဘာဖြစ်မလဲ x prime minus 1ဖြစ်မှာပေါ့နော်။ the whole square နော်။ x prime minus 1 the whole square equal to d ဘာဖြစ်မလဲ minus 6ကိုပုံထုံးမှာဖြစ်တဲ့အတွက်ဒီချက် y prime ရဲ့ minus ထုတ်လိုက်တဲ့အတွက် plus က minus ဖြစ်သွားမယ်1က6မရှိတဲ့အတွက်1 by 6ဖြစ်သွားမယ်နော်ဒါမှပြန်မြောက်ရင်1ပြန်ဖြစ်မယ်ဒါဆိုဒီချက်ရရသွားပြီဆိုရင် formula ဆိုမယ်ဆိုတော့ x ဖြစ်တဲ့အတွက် x ဖြစ်တဲ့အတွက်ဘာဖြစ်သွားမလဲ formula က x prime minus h the whole square equal to minus 4b y prime minus k ဖြစ်မှာเนาะဒါဆိုရင် x square ဖြစ်တဲ့အတွက် up down ကိုမှာ minus ဖြစ်တဲ့အတွက် open down ပေါ့เนาะ open down ဒါကြောင့်မလို့ the parabola is open down ပေါ့เนาะအဲ vertex ကဘာဖြစ်မလဲဆိုတော့ h ကဒီချက်ရဲ့ h လေးကဘာဖြစ်မလဲ 1ပေါ့နော် h က1 k ကကြတော့1/6ဒါဆိုရင်1,1/6ပေါ့သူရဲ့ vertex ကနော် vertex က1,1/6ဒါကြောင့်မလို့ the new parabola လို့ရေးလိုက်ရတယ်နော်ဒီချိန် the parabola ပဲရေးလိုက်တော့မယ် the parabola is open down with vertex 1 1 comma 1 by 6ပေါ့နော်ကဲဟုတ်ပြီအဲ့ဆိုတချို့လူပုံဆွဲလို့ရသွားပြီဆိုရင်ခုနကတချို့လူဒီဂရီရထားတာကဘယ်လောက်ရထားလဲ36.9နော်36.9ဒီဂရီရထားတယ်ဆိုတော့ဝင်ယူလှည့်ပါမယ်36ဖြစ်တဲ့အတွက်55မပြည့်ဘူးဆိုတော့တချို့လူဘာလုပ်ပြရမလဲတဝက်မရောက်ဘူးပေါ့နော်တဝက်မရောက်ဘူးဝင်ယူဆွဲမယ် ရဟုတ်ပြီအခုတိချက်အနီနဲ့ဆွဲလိုက်တဲ့ဟာက36.9 degree ဆောင်းပြီးတော့ဆွဲထားတာပေါ့နော်ဆိုတော့ဒါလေးက x exists ဖြစ်မယ်ဒါလေးက y exists ဖြစ်မယ် new ကဒါလေးက x prime ဒါလေးက y prime ဖြစ်မယ် d ကနေ d t t 36.9 degree ဖြစ်မယ်တခါ y exists လေးကနေလဲ36.9 degree ဆောင်းမယ် open down ကိုမှာ vertex က1 comma 1.6ဆိုတော့ x က1 y က1.6ဆိုတဲ့အတွက်ဘယ်နာလေးရှိမလဲဒါလေးကวันก่อนมา1.6นะตัวเยวาร์เท็กซ์อ่ะอันนี้เนี่ยจะ open down ซวยมาเนาะ ကဲအဲ့ဒါရပြီဆိုထုံးစံနဲ့ကလေးတော့မလုပ်ပေးမလဲဒီမှာရထားတဲ့ equation လေးတက်မှာပေါ့နော်ဒါဆိုရင်ပထမရတာကဒီလို x prime minus 1 the whole square equal to the minus 6 y prime minus 1 by 6ရဲ့ပြီးတော့ပုံစံရဲ့ပြီးချက် equation လေးကိုဒီမှာတက်မယ်နော်အဲ့ဒါဆိုကျွန်တော်ပုံလေးကပြည့်စုံသွားပြီဖြစ်ပါတယ်ရမလားဟုတ်ပြီနော်အဲ့ဆိုကျွန်တော်နောက်ကျနေတယ် number 5လေးကိုနောက်ဗီဒီယိုမှာဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ